Messenger ထဲမှာကိုလိုင်းပေါ်တက်နေတာကိုမမြင်ခိုင်းစေချင်တဲ့သူတယောက်တည်းကိုရွေးပြီးတော့အမည်စိန်ပိတ်နီး message တွေ chat list တွေ Messenger ထဲမှာဝေမလာအောင်ပိတ်ထားတဲ့နီးတွေကိုဖြုတ်ပြပေးသွားမှာပဲဖြစ်ပါတယ် Messenger ထဲကိုဝင်သွားလိုက်ပါကိုလိုက်ပေါ်တက်နေတာကိုမမြင်ခိုင်းစေချင်တဲ့သူ့ရဲ့အကောင့်ပေါ်မှာလက်ညှိုးလေးနဲ့ဖြီထားလိုက်ပါ။ဒီတော့အောင်နာလေးက restrict ကိုတစ်ချက်နှိပ်လိုက်ပါ။ ကေအခုလို restrict နေပြီးတော့ထားလိုက်တဲ့အကောင့်ဟာကျွန်တော်တို့ messenger ထဲဝင်ပြီးတော့ line တုံးနေတာကိုမင်းစိမ့်ပြတာကိုသူ့အကောင့်ကနေပြီးတော့နေရတော့မှာမဟုတ်ပါဘူး။သူဖက်ကနေပို့လာတဲ့ message တွေစာတွေဟာလည်းကျွန်တော်တို့ရဲ့ account ထဲမှာ notification တွေတက်လာတော့မှာမဟုတ်ဘူးဒီလို check list ထဲမှာလည်းပို့လာတော့မှာမဟုတ်ပါဘူးသူ့ကိုပုံမှန်လေးပြင်ပြီးတော့ဖြန့်ပေးချင်တယ်သူပို့ထားတဲ့စာတွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဖက်နားလေးက menu လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ setting ထဲကိုတစ်ချက်နှိပ်လိုက်မယ် privacy and safety ထောက်ချင်နေလိုက်ပါ အောက်ဖက်ကိုဆင်းသွားလိုက်မယ် restricted account ဆိုတဲ့ညာလေးကိုချင်နေလိုက်ပါ restricted နေပြီးတော့မှကျွန်တော်တို့ line ပေါ်တက်နေတာကိုမီးစိမ်းပိတ်ထားတဲ့ account ကိုတွေ့နေပြီဖြစ်ပါတယ်ဗောနော်ဒီ account ကိုပြန်ပြီးတော့ဖွင့်ပေးခြင်းနဲ့ဒါမှမဟုတ်သူပါစာတွေပို့ထားတယ်သူပို့ထားတဲ့ message တွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ account လေးထဲကိုတစ်ချက်နှိပ်ပေးလိုက်ပါ သူဖက်ကနေပါစာရီပူထားတယ်ဆိုတာကိုကျွန်တော်တို့ဒီမှာမြင်ရမှာဖြစ်ပါတယ်။ပုံမှန်အတိုင်းလဲကျွန်တော်တို့ line ပို့တက်နေတာတွေကိုမြစ်စိမ်းပြန်ပြအောင်ဖွင့်ပေးချင်တယ်ဆိုလို့ရှိတော့ continue ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါ။ and state ဆိုတဲ့နေရာမှာတစ်ချက်ပြန်ပြီး next ပေးလိုက်ပါ။ okay အခုလူလေးပို့လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကညီစိမ့်ပိတ်တာပြင်ပြီးတော့ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်တူဖက်ကနေစာပေးပူပူပေါ့နော်ဖုန်းပဲကိုကိုကျွန်တော်တို့ဒီမှာပုံမှန်အတိုင်းလေးပြင်ပြီးတော့ပေါ့နော်ဆက်တွေ့လို့ရမှာဖြစ်ပါတယ်ပေါ့နော် ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့အတွက်အကျူးရှိလေဆိုရင်ဗီဒီယိုကို like and share များလုပ်ပေးတော့နိုင်ပါတယ်